ဒီမိုကရက်တစ်တေတောင်းဆိုတဲ့ကျမ်းမာရေးစောက်ရှောက်မှုရမုံငွေနဲ့ပတ်သက်ပြီးအမေရိကန်လွှတ်တော်တန်းမှာမကြေလည်တဲ့ဆွေးနွေးမှုတွေကြောင့်အစိုးရအသုံးစရိတ်ပြဿနာကိုလွှတ်တော်အမတ်တွေနဲ့တမရကြားမဖြေရှင်းနိုင်ပဲရှိခဲ့လို့အမေရိကန်အစိုးရရန်နေရာကဗုဒ္ဓနေ့ကစပြီးတော့ရပ်တန့်လိုက်ပါတယ်။အစိုးရဝန်ထမ်းထောင်ပေါင်းများစွာနဲ့အစိုးရဌာနတွေရဲ့ဝန်ဆောင်မှုတွေကိုအသုံးပြုနေရတဲ့အမေရိကန်ပြည်သူတန်းပေါင်းများစွာအပေါ်တက်ရောက်မှဖြစ်တဲ့အစိုးရအသုံးစရိတ်အကြက်တက်ကိုရုံမထွက်နိုင်တဲ့အခြေအနေအတွက် Republican နဲ့ Democratic တွေကအပြန့်အလန့်ပြစ်တင်နေကြတာပါ။အစိုးရယုံနေတဲ့ဌာနဆိုင်ရာတော်တော်များများအလုပ်တွေရနာမှာဖြစ်တဲ့အခုရန်နေရာရပ်တန့်မှုဟာအမေရိကန်မှာနတ်ရှိုင်းတဲ့ပါတီချင်းသဘောထားကွဲလွဲမှုတွေကြားကနေဖြစ်ပေါ်လာတာဖြစ်ပြီးရပ်တန့်မှုရဲ့အကြမ်းကျင်းနဲ့အကျိုးဆက်တွေအပေါ်စိုးရိမ်ပူပန်မှုတွေမြင့်တက်နေပါတယ်။ ထရမ့်ကသူ့ရဲ့သမ္မတပထမသက်တမ်းတုန်းကအခုလိုမျိုးအစိုးရရန်နေရရက်တက်ရမယ့်အဖြစ်ကြုံချိန်တိုင်းပြုပြင်ပြောင်းလဲရေးဦးစားပေးမှုတွေကိုပြစ်မှတ်ထားတာအစိုးရအလုပ်တော်တော်များများကိုရှော့ချတာတွေနဲ့ဒီမိုကရက်တင်နဲ့သူတို့ရဲ့မဲပေးတဲ့သူတွေကိုအပြစ်ပေးမယ်လို့ချိန်ချောက်ခဲ့ပူပါရယ်။ဒါဆိုရင်တော့ကျွန်တော်တို့ကလူတော်တော်များများကိုအလုပ်ထုတ်ရလိမ့်မှာဖြစ်ပါရယ်။ဒါဆိုတော်တော်လေးထိခိုက်လိမ့်မယ်။ဒီမိုကရက်တွေကတော့ဒီမိုကရက်ညင်အတိုင်းပဲရှိနေမှာပဲလို့ထရမ့်ကသတင်းတောက်တွေကိုပြောပြီး အခုလိုမျိုးအစိုးရရန်နေရာရပ်တန့်တာမျိုးကနေအကောင့်တွေလည်းဖြစ်လာနိုင်ပါတယ်လို့ထပ်လောင်းပြောဆိုပါရယ်။ American တန်ရုံအများပြားကအရေးပေါ်ဘေးရန်ကင်းရင်းနဲ့လုံခြုံရေးသတင်းအချက်အလက်တွေကိုပဲအသက်တင်ကြေညာတော့မှာဖြစ်ကြောင်း X အကောင့်တွေကနေထုတ်ပြန်ကြေညာနေကြပါရယ်။ NASA ကလည်းအစိုးရရန်ပုံငွေချို့တက်လို့ပိတ်ထားပြီလို့ဆိုပါရယ်။ အောက်လွတ်တော်မှာအတီးပြုတဲ့ရေတိုရမုံငွေ၃ဆွဲခွင်ကိုအထက်လွတ်တော်မှာအတီးမပြုတ်နိုင်တာကြောင့်အစိုးရလုပ်ငန်းဆောင်တာတွေဟာဒေတာစံတော်ချိန်ပုတ်တဟုနဲ့မနက်၁၂နာရီ၁မိနစ်ကစပြီးတော့စတင်ရပ်တန့်ပြီးဖြစ်ပါတယ်။ Trump နဲ့ Republican တွေဟာ American ပြည်သူတွေရဲ့အကြမ်းမာရေးကိုအကာအကွယ်မပေးချင်တာကြောင့်အခုလိုမျိုးအစိုးရရန်နေရကိုရပ်တန့်ပြစ်တာဖြစ်တယ်လို့ Democratic ခေါင်းဆောင်တွေဖြစ်တဲ့ Chuck Schumer နဲ့ Hagen Jeffrey တို့ကထုတ်ပြန်ကြမှာဆိုပါတယ်။ အခုလိုမျိုးဆိုရရန်ရရက်လို့ပိတ်ထားရတဲ့ဌာနဆိုင်ရာတွေမှာစာပို့ဆိုင်ရေးဝန်ဆောင်မှုစစ်တပ်နဲ့လူမှုလုံခြုံရေးနဲ့အစားအသောက်အကူအညီလိုမျိုးလူမှုဖူလုံရေးစီမံကိန်းတွေကတော့မပါဝင်ပါဘူးရှင်။မြစည်းမသတင်းများဆက်လက်တင်ဆက်နိုင်ဖို့အတွက်အသင်းရဲ့ပံ့ပိုးမှုကိုလိုအပ်နေပါတယ်။ဒါကြောင့်ယခုပဲပံ့ပိုးမှုကိုစတင်လိုက်ပါ